ုင်းနဲ့ကမ်ဘောဒီးယားတော့ဒီနေ့ဒုတိယမြောက်အနည်းအနည်းနဲ့ဆက်လက်ပြီးတော့တိုက်ခတ်နေကြအောင်ချနေကြအောင်ဆိုတော့ခိုင်းရလေဒီပြောမှဆိုရင်သူကလည်းအရင်တော့တော်တော်လေးလူလေကြတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီကြားဖြန့်ကိစ္စဖြစ်တော့သူတို့အားလည်းမပါသလိုမပတ်သက်သလိုသူတို့ကခေါင်းချောင်ခဲ့တယ်ကျွန်တော်နိုင်ငံကစစ်ပြေးဒုက္ခသည်ဒီရှိတော့ကလည်းသူတို့အမျိုးမျိုးအနိုင်ကျင့်ခဲ့တယ်အခုကသူတို့လည်းစစ်ပြေးဒုက္ခသည်ပြန်ပြီးတော့ခိုင်းရစစ်ပြေးဒုက္ခသည်ဒီနေသက်ကနေ မ္ဘောဒီးယားနေဆက်နေပြန်လာပြီးတော့စိတ်ပြေဒုက္ခတွေဖြစ်နေကြတယ်ဆိုတာအဲ့ဒါလေးပြောပြပေးခြင်းတယ်သူတို့လည်းပြန်ဝက်လင်းနေလားမသိပါဘူးအဲ့ဒါလေးပြောပြပေးခြင်းပါခင်ဗျာကမ္ဘောဒီးယားဟောဆန်းအခုအခါမှာသူကဒီသူတို့နိုင်ငံမှာအနီအောင်မြင်းသဘောမျိုးပေါ့ဗျာဒီသမတ်အေရီယာတခုသမတ်လိုက်အဲ့အေရီယာကျော်လာရင်တော့ဒီထိုင်းကိုပြန်တိုက်မယ်ဆိုပြီးတော့ဟွန်ဆန်စောစောရေပိုင်းပြောချရတယ်ဒီဟွန်ဆန်ကလည်းအရင်တော့သိပါတယ် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောအခုတော့လွတ်တော်ဥက္ကဋ္ဌပေါ့ဗျာဒီဟောကမ္ဘောဒီးယားရဲ့အထက်လွတ်တော်ဥက္ကဋ္ဌအနေနဲ့သူကတာဝန်ထမ်းဆောင်ရသလောက်တော့ဒီထိုင်းဘက်ကလှုပ်တာဒီသူတို့ဘက်ကပြစ်တာခတ်တာဒီသူတို့ဘက်လှုပ်တာဒီတော့ရသလောက်ပြီးခံပြီပါတော်တော်ဆူဆူပွားဖြစ်လာရင်တော့လာဒီတတ်မှတ်ထားတဲ့သူတို့စီးမြင့်ကိုကြော်လာရင်တော့တတ်မှတ်ထားတဲ့အနီအောင်မြင့်ပေါ့ဗျာအဲ့လိုတက်မှတ်ထားတဲ့မြင်းကြောင်ကြော်လာပြီဆိုရင်တော့ပြန်လဲပြီးတော့ချိပတ်ဖို့ပြီးရက်တက်ဖွဲ့လက်နက်ကြိုင်ဖွဲ့တွေကိုသူညွှန်ကြားထားတယ်လို့ပြောကြားထားတယ် သူတို့အနေနဲ့ကတော့ဒီအရင်သဘောတူထားတဲ့ front နဲ့အတူလက်မှတ်ရေးထိုးထားတဲ့ဒီရေးချမ်းကြီးသဘောတူညီချက်ကိုသူတို့ကတော့ဖောက်ပြန်ဟိုအခုဖောက်ပြတာကလည်း timing ကဖောက်ပြတာဖြစ်တယ်လို့သူကပြောဆိုတယ်ပြီးတော့လည်းပဲဟောစားဗာပြောလဲဆိုတော့ကျွန်တော်တို့ဒီပြန်ပြီးတော့လက်တုံပြအောင်ဆိုပြီးတော့ timing ကပြန်ပြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့တက်လက်မဲ့ဒီလိုပြဿနာစရှာနေလားလို့သူကတော့ပြောဆိုလိုက်ဖြစ်တယ်အခုအချိန်ကလည်း timer ကဗာလုပ်နေလဲဆိုတော့ timer ကဒီ CK ဖြစ်ပါနေတဲ့အခြေဖြစ်တယ်အဲ့ CK ကိုလည်းကမ္ဘောဒီးယားဘက်ကအာဂဒန်သမားတွေတွားရောက်ရှင်းပြနေတယ် အဲ့ရှင်ပြန်နေတာကိုလေဒီဟွန်ဆန်ကဒီအာဂဒန်သမားတွေရှင်ပြန်နေတယ်တော့မဆိုင်ဘူးဆက်လက်ရှင်ပြန်နေပါသူတို့ဒီနေသက်ပြဿနာကတော့နေသက်ပြဿနာပေါ့နော်သူတို့ဆက်ဖြေရှင်းနေပြီလို့သူတို့ကပြောကြခဲ့တနေ့လာနေ့ကစပြီးပြဿနာဆက်ဖြစ်လာခဲ့တယ်ဘာဖြစ်လာလဲဆိုတော့ထိုင်းဘက်ကနေပြီးတော့လီချောင်းနဲ့တက်ခတ်လာတယ်ကမ္ဘောဒီးယားရဲ့စစ်တပ်ဆိုင်ရာအဆောက်အဦစပြီးတော့ဘုံကျဲတက်ခတ်လိုက်ဆိုတော့အဲ့ရပြဿနာပိုရှုပ်လာခဲ့တယ်အရင်ဒီပြဿနာမဖြစ်ခင်ဇူလိုင်လလောက်တုန်းကသူတို့အရင်တော့9ရက်လောက်ကြာတယ်ဒီကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ ြစ်တာခတ်တာတွေနေဆက်ပြဿနာတွေဖြစ်ပေါ်ခဲ့တာလေရှိခဲ့ဦးရဲ့ဆိုတော့အဲ့ပြစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတော့ဒီအဲ့ငားရကြစစ်ပွဲမှာဒီလူဒါဇင်နဲ့ချီပြီးတော့ထိုင်းဘက်ကရောကမ္ဘောဒီးယားဘက်ကရောဒီတိတ်ခဲ့ရတယ်လို့လည်းသိရှိရတယ်ဒီထိုင်းဘက်ကတော့ထိုင်းဘက်ကတော့ဒီလိုတက်ခတ်ရတာဟာဒီလေကြောင်းနဲ့တက်ခတ်ရတာဟာကမ္ဘောဒီးယားကိုပြန်ပြီးလက်တော့ပြန်ပြီးတော့တက်ခတ်ရတာဖြစ်တယ်လို့သူကတော့ပြောကြားထားတာရှိအဲ့ဒါကြောင့်လေကမ္ဘောဒီးယားဘက်ကနေပြီးတော့ဒီနေ့မနေ့စောကြီးပေါ့နော်မနေ့၃နိုင်လောက်မှာ ိုင်းနေဆက်မှာသူတို့ဒီလက်နဲ့ကြီးရွေအခုခါမှာတော့တက်စင်နေတက်ဖွဲ့တွေတက်ခက်ရေးတမားတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးတက်ခက်ရေးလက်နဲ့တွေရောဟိုတက်ခက်ရေးတက်ဖွဲ့တွေရောအကုန်လုံးအစင်းနဲ့ပေါ်ပြီးအဲ့နေဆက်မှာတော့ဒီရာချထားလိုက်ပြီးလို့ရှိရတယ်ထိုင်းဘက်ကတော့ဒါဟိုကမ္ဘောဒီးယားကသူတို့ဟိုသူစီးရေးရပြစ်စင်နေတာဟာဒါဖြစ်ပေါ်ကိုပုံကြီးကြီးကျင်းတဲ့သဘောမျိုးလုပ်နေတယ်ဆိုပြီးတော့ထိုင်းဘက်ကတော့ကန့်ကွက်မှုပြုလုပ်တာတော့တွေ့ရတယ်ဒီ ထိုင်းဘက်ကစောနဲ့လီရင်နဲ့ဘုံကျတက်ခက်လိုက်တဲ့တွေ့ရောအရသာ၄ဦးလောက်ကမ္ဘောဒီးယားဘက်ကအရသာ၄ဦးလောက်တိဆုံသွားတယ်လို့ကမ္ဘောဒီးယားဘက်ကတော့ထုတ်ပေါ်ပြောကြခဲ့ကမ္ဘောဒီးယားဘက်ကလည်းပြန်ပြီးတော့ဒီဒုံးပြစ်လောင်းချာတွေဒရုန်းတွေနဲ့ပြန်ပြီးပစ်တယ်လို့လည်းသတင်းတွေမှာဖော်ပြတာတွေ့ရပါတယ်ဒီပြဿနာတွေနေသက်ပြဿနာတွေဖြစ်တဲ့အချိန်တုန်းကတယောက်နဲ့တယောက်ငားကြဖြစ်ပေါ်ပြီးတော့ဒီဇူလိုင်လ28ရက်နေ့မှာသူတို့အချင်းချင်းတွေမပြစ်ကြတော့ဘူးအပြစ်ခတ်ရစေးသဘောတူပြီး ါတို့မပြစ်ကြတော့ဘူးဆိုပြီးတော့မလေးရှားအကြဝင်ညှိနှိုင်းလိုက်တဲ့အတွက်ကြောင့်သူတို့အပြစ်ခံတယ်ရက်ဆဲလိုက်ကြတယ်ဇူလိုင်လ28ရက်ပြီးတော့လည်းပဲအော်တိုဘာလဒီလောက်ကိုမိုင်းလောက်နောက်ပိုင်းလောက်မှာဒီကွာလာလာပူပြုတ်မှာမလေးရှားနိုင်ငံကွာလာလာပူပြုတ်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နောက်မလေးရှားဝန်ကြီးချုပ်အန်ဝါဟီဘရီဟန်ရဲ့သူတို့အားလုံးအတူတူစုပြီးတော့ဒီအာဆီယံအစည်းအဝေးကျင်းပကနေမှာထရန့်ကိုလည်းဟိုအမေရိကန်နေရောတကူးကမလေးရှားကိုလာပြီးတော့ဒီအပြစ်ခတ်ရဆေးထိုင်းနဲ့ကမ္ဘောဒီးယားအပြစ်ရဆေးလက်မှတ်ရေးထိုးမှု သဘောတူညီမှုလက်မှတ်ရေးထိုးမှုပြုလုပ်လိုက်အဲ့လိုလက်မှတ်ရေးထိုးပြီးသိမ့်မကြဘူးဒီသတင်းတစ်ပတ်လောက်မှာပဲစပြီးပြဿနာတွေဆက်ဖြစ်ပြီးတော့ time ကဒီဟာကိပတ်သက်ပြီးဟိုငြိမ်းချမ်းရေးသဘောအပြစ်ခတ်ချက်သိသဘောတူညီမှုစာချုပ်ကတော့ပြက်ပြက်ဖို့စလာပြီးဘာညာဆိုအဲ့တုန်းကအတန်ဆက်ထွက်လာတာရှိဘာဖြစ်လို့လဲဆိုတော့ဒီနေဆက်မှာကမ္ဘောဒီးယားနေဆက်မှာမြေမြုပ်မြေမြုပ်ဘုံတွေအများအပြားနှုတ်ထားတာရှိဆိုတော့အဲ type ကပြောတယ်ဒီမြေမြုပ်ဘုံတွေဖြင်းပေးပါလို့ပြောထားတယ်ဒါပေမဲ့ မ္ဘောဒီးယားဘက်ကလည်းဒါတွေကအရင်တော့သူတို့ပြည်တွင်းစစ်ကမ္ဘောဒီးယားမှာအရင်တော့ပြည်တွင်းစစ်ကြီးဖြစ်ခဲ့တာပေါ့ပြည်တွင်းစစ်ကြီးဖြစ်တုန်းကဘုံဟောင်းနေပဲဖြစ်မယ်သူတို့တော့တတ်နိုင်တော့ရှင်းပြပါလို့ပြောတယ်ဒါပေမဲ့တချို့ဘုံတွေတော့ကြောက်မှာပါဗျာတကယ်လည်းဟုတ်ကျင်လည်းဟုတ်ပဲမဟုတ်ကျင်လည်းမဟုတ်ပေါ့အဲ့ဒီဘုံတွေကြံနေရဲ့ဟုတ်ကိုထိုင်းဘက်ကစစ်သားတက်နေပြီပြီးတော့ဘုံထပ်ပေါက်ပါတယ်ဘုံထပ်ပေါက်တော့ထိုင်းဘက်ကစစ်သားတွေတချို့ဒဏ်ရာတွေရရှိသွားကြတာလေရှိအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့တိတ်ပြီးတော့အကြည့်မနဲ့ပေါ့နော်ထိုင်းဘက်ကဖြစ်နေတာမျိုးလည်းရှိပဲဒီထိုင်းနဲ့ကမ္ဘောဒီးယားကဒီနေဆက်က မိုင်900ကျော်ကျော်လောက်သူကနေဆက်ချင်းထိဆက်တယ်ဆိုတော့ဒီနေဆက်ကိုဘယ်သူကဒီနေမျိုးဒီနေဆက်ကိုဘယ်သူပိုင်နေဆိုပြီးသတ်မှတ်ပေးခဲ့တာလေဆိုတော့ဒီအရင်တော့ကမ်ဘောဒီးယားရဲ့ကိုလိုနီဖြစ်ခဲ့တဲ့ပြင်သစ်ကသူတို့မဆုတ်ခွာပြင်ပါမြေပုံပေါ့နော်ဒီမြေကြောင်းမြေပုံကိုဆွဲပြီးခဲ့ဆွဲပြီးခဲ့တော့ကမ်ဘောဒီးယားဘက်ကလည်းဒီအထိကငါတို့ပိုင်နေဆိုပြီးသူကသတ်မှတ်ထားတယ်ဟာလေအဲ့ဆွဲပြီးခဲ့ပြင်သစ်ဆွဲပြီးခဲ့တဲ့ဒီနေမျိုး area ကိုဒီနေဆက်မြင်းကိုအတိမှန်မပြဘူးဘာလို့လဲဆိုတော့အဲ့နေဆက်မှာကဟိုရှေးဟောင်းဟိန္ဒူဘုရားကျောင်းတွေအများကြီးရှိ ဆိုတော့အဲ့ဒီဟိန္ဒူဘုရားကျောင်းတွေကအခုအချိန်မှာတူရစ်ပေါ့နော်နိုင်ငံခြားသားတွေလာရောက်လေပတ်တဲ့အခါမှာနိုင်ငံခြားဝင်တွေအများကောင်းတဲ့နေရာဖြစ်ဒီကမ္ဘောဒီးယားဆိုရင်ဒီအကောက်ဘုရားကျောင်းကြီးဆိုဝင်ဝင်တွေအများကြီးရတာဟုတ်ဒီလိုပဲကမ္ဘောဒီးယားလည်းအရန်လူကျင်တယ်ထိုင်းဘက်ကလည်းအရန်လူကျင်ထိုင်းကလည်းဒီတူရစ်လုပ်ငန်းနဲ့ခီးသွားနိုင်ငံခြားသားခီးသွားလုပ်ငန်းနဲ့ပြီးသွားဖြစ်နေတယ်တို့ကမ္ဘောဒီးယားကလည်းအဲ့ဒါအဓိကဖြစ်တယ်ဆိုတော့သူအဲ့နေရာအရန်လူကျင်တော့သူပိုင်ကိုပိုင်လူကြတာအတော်တော်ကြီးနှစ်နဲ့ချီဆိုတော့ဒီပြဿနာကအခုတည်းကမပြီးသေးဘူးကျွန်တော်တို့မြန်မာပြည်လည်းအရင်တော့ဒီလိုပါပဲ ဒီနေဆက်ပြဿနာကြီးအရင်တော့ဖြစ်ခဲ့ပြီမြဲအရင်တော့အစိုးရတွေကဒီဖတ်စားပလအစိုးရခက်ဒီဥနေဥဖြစ်တော့ဒီနေဆက်ပြဿနာကြီးဖြစ်ချင်းလိုက်ပြီးဥပြဿနာကြီးတော့မရှိဘူးပေါ့နော်ဒီဒါပေမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားမှာအဲ့ပြဿနာကြီးအဲ့ဒီဟာတွေကအခုတည်းကတော့မပြီးသေးဘူးနှစ်နဲ့ကိုချီးနေပြီဖြစ်ချင်းလို့လည်းမရအောင်တယောက်နဲ့တယောက်ကဟိုဘက်ကလည်းနေဆက်ကတက်ကဆောင်းဒီဘက်ကတက်ကလည်းကမ္ဘောဒီးယားဘက်ကတက်ကလည်းဆောင်းသူ့ပိုင်ကိုပိုင်ဆောင်းနေကြတယ်မပြစ်ခတ်ကြဘူးမြဲနှစ်တော်တော်ကြာနေပြီဖြစ်ပါတယ်ဆိုတော့အဲ့ဒီနေဆက်ပြဿနာဖြစ်ကြတဲ့မဏိကဖြစ်တဲ့ ြတနာဟာဒီနေ့ဒုတိယနေ့ထပ်ပြီးဆက်ဖြစ်ကြ။ဒီနေ့ကတော့နည်းနည်းပို့ပြီးတော့ပြည့်ပြည့်ထန်ထန်တော့ဖြစ်လာတယ်လို့သိရ။ဘာလို့လဲဆိုတော့ကမ်ဘောဒီးယားဘက်ကဒုံးကျည်ဒီပါဖြစ်တယ်ဆိုတာမျိုးဒုံးကျည်ဒီနဲ့ထိုင်းဘက်ကိုလှမ်းပစ်တာမျိုးတွေပြီးတော့ drone နဲ့ဘုံကျဲပစ်တာတွေနောက်ကမ်ဘီကာစီ drone ပေါ့အသေးခံ drone နေနဲ့ပစ်ခတ်တိုက်ခတ်တာတွေများပြားပြုတ်လို့လေလို့သိရ။အဲ့လိုပစ်ခတ်လို့လေဒီနေ့အင်္ဂါနေ့မှာထိုင်းဘက်ကစစ်သား၃ယောက်လုံးသိဆုံးသွားတယ်လို့သိရ။ထိုင်းကလည်းဒီကမ်ဘောဒီးယားဘက်ကဒီလိုပြစ်ခတ်တဲ့အတွက်ရောင်းထိုင်းကလည်းပြန်ပြီးတော့ ဒီ drone ကုတ်ကဲရေးစံတာကမ္ဘောဒီးယားရဲ့ drone ကုတ်ကဲရေးစံတာကိုသူကပြန်ပြီးတော့အခုခါမှာ F60 တိုက်နေရင်လည်းအခက်ချိန်မုန်းခဲ့ဒီ drone စစ်ရေးစံတာဆိုတာလည်းကမ္ဘောဒီးယားမှာဒီကာစီနိုယုံဖြစ်နေဖွင့်ထားတဲ့နေရာအဲ့နေရာအခုရှင်ခါမှာဒီကမ္ဘောဒီးယားစစ်တပ်ဘက်က drone ကုတ်ကဲရေးစံတာဆိုပြီးသူတို့အဲ့မှာအခြေချပြီးလုပ်တာအဲ့ဒီအခြေချထားတဲ့နေရာကိုထိုင်းက F60 တိုက်နေရင်လည်းအုတ်ကျတိုက်ခတ်လိုက်ပြေလို့လေသိရှိရဆိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ ူထုံးစံအတိုင်းပေါ့ဗျာရေရဲရေးပွဲတွေဘယ်နှပွဲတောင်သူကဘာပေါ်မှာစစ်ပွဲကြီးတွေဘယ်နှပွဲတောင်ရက်ဆိုင်သွားပြီပါညာသူကြီးညာပြီပဲအခုတတိကိုဒီထိုင်းနဲ့ကမ္ဘောဒီးယားပြည်ထနာအခုတတိပြီးမလို့လို့နဲ့နေခဲ့တဲ့နေမပြီးသေးဘူးဖြစ်စချနေကြလို့ပဲချနေကြလို့ပဲတယောက်တော့မကြည့်နေသေးဘူးအဲ့လိုဆိုဒီနေမီကသူ့ပိုင်ကိုပိုင်မကြည့်နေကြဘူးဆိုတော့ဟိုမပိုင်းချလို့ပိုင်းချလို့မပြီးမချင်းရတော့ဒါဖြစ်နေရောပါပဲဒါနောက်လည်းဖြစ်နေရောပါပဲဒါကုတင်ဒီကိုတတ်တတ်မှသဘောတူမှုရောက်သွားလို့ပိုင်းချသွားပြီးတော့တမျိုးပေါ့နော်အဲ့ဒါတော့ဖြစ်နေရောပါပဲပြီး ဆိုတော့လက်မှတ်ရေးထိုးထားတာပဲဖတ်တယ်လေသူလက်မှတ်ကြီးထိုးထားတာပဲဖတ်တယ်ဒီလိုပဲဒီယူကရိန်းနဲ့ရုရှားဆိုရင်လည်းဆရာစစ်ပွဲတွေပြီးတော့မှာဟိုဘက်ကသဘောတူညီချက်တွေဒီဘက်ကသဘောတူညီချက်တွေ28ချက်တူ19ချက်တူအာဒီလိုပြတ်ချာတွေလဲနေပြီးတော့ထိုင်းဘက်ကဟိုရုရှားဘက်ကသဘောမတူဘူးယူကရိန်းဘက်ကသဘောမတူဘူးနေတိုးကသဘောမတူနေအဲ့ဒီမှာနေပြတ်ချာလဲနေပြီးတော့အခုတည်းဒီစစ်ပွဲကတော့ကျိန်နေတော့ဒရုန်းတွေနဲ့ဒီဟိုဟာတွေနဲ့ဒုံးကြီးတွေနဲ့ကရုရှားကပြစ်နေတော့အခုတည်းဒီယူကရိန်းဘက်ကယူကရိန်းကလည်းပြန်ပြီးတော့ဒီ ွားရင်ဆိုင်ရအဆောက်အဦနေပြန်ပြည့်အဲ့လိုမျိုးပေါ့ပြန်စိတ်ကန်းနေပြည့်အခုတတိကိုပြီးတော့မပြီးသေးဘူးဆိုတော့ trend လေးတော်တော်တော့ဟုတ်တော့6 trend တော့ကြားထဲမှာတော့ဟိုလက်နဲ့ရောင်းစားလို့ပဲအဆင်ပြေနေပြီလားတော့ပြောတော့ဒီပြောမယ်ဆိုရင်လည်းကမ္ဘောဒီးယားကလက်နဲ့အင်အားကတကယ်တမ်းဆိုလူဦးရေရောလက်နဲ့အင်အားကခိုင်းလို့မရှင်းနိုင်ခိုင်းရလက်နဲ့အင်အားတွေများတယ်ဖြစ်ပြီးလက်နဲ့ပေါ့ဗျာတက်ခိုက်ရေးလင်းရင်ဒီတက်ခိုက်ရေးသမိုးတွေဒါတွေအများကြီးရှိလက်နဲ့အင်အားလည်းတော်တော်ဖြစ်ပြီးလက်နဲ့တွေအများကြီးရှိဆိုတော့ခိုင်းနေနေကိုဂျိုးထောင်တော့ပေါ့ဗျာသူကတော့ချမယ်ဆိုတော့မျိုးပေါ့ ကမ္ဘောဒီးယားကတော့ဒီရုရှားကြီးကရထားတဲ့လက်နက်ဖြစ်မမီတော့တဲ့လက်နက်တချို့လည်းတရုတ်ကြီးကရထားတဲ့လက်နက်တွေတော့ရှိတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့စီရီးမှာကျတော့ငါတိုက်တဲ့အတွေ့အကြုံမှာတော့ကမ္ဘောဒီးယားဘက်ကစီရီးအတွေ့အကြုံများများရှိသူတို့အရင်တော့ပြည်သူစစ်ကြီးအကြိုက်ဖြစ်ခဲ့ဘူးလားဦးပမာစပွဲကြီးနော်အဲ့ဒါမျိုးအကြိုက်ဖြစ်ခဲ့ဘူးလို့သူကစီရီးမှာတော့တာတာတယ်ဦးဘောတော့ထိုင်းရတော့ဒီစောစောတော့ပြောမယ်ဆိုရင်ပြောတော့ဟိုငါတက်တာစားရမှာတိုက်လို့ရတယ်လူမျိုးဖြစ်ပြီဟိုအောင်ကြီးကတော့မဟုတ်ဘူးနော်ဘာနဲ့စားရစားရဟို ဟိုဟွာလဲမပြောဘူးပဲဆိုတာဆိုတာတိုက်ခဲတဲ့កောက်မျိုးတွေဆိုတော့အဲ့ဒါတော့ပါတယ်ဗျာဆိုတော့တိုက်ပွဲကတော့ဘလူးဆက်ဖြစ်မှန်းမသိဖြစ်ပလားရမလားဒါကတော့ဆက်ကြည့်ရမှာဖြစ်ဒီစုပွဲနဲ့ပတ်သက်ပြီးတော့ပြောရရင်လို့ဒီထိုင်းရနေနဲ့လူလေကြတယ်လူတော့ကျွန်တော်ကထင်တယ်ပေါ့နော်ဒါကျွန်တော်ထင်ပါဘာဖြစ်လို့လဲဆိုတော့ထိုင်းကဒီကျွန်တော်တို့ဒီဘက်နေဆက်ထိနေတဲ့လာအူတို့ဒီကမ္ဘောဒီးယားတို့ဒီမြန်မာတို့သူကနေနေလူတွင်ကျလို့တရုတ်တော့သူသွားမလို့ရဘူးဒီလူတွင်ကျလို့လို့တဲ့ခါကျတော့ ဒီကျွန်တော်တို့မြန်မာပြည်မှာအခုဖြစ်နေတဲ့ကြားဖြန့်ပြဿနာဒါတစ်ဆယ်တည်းစဉ်းစားမိလို့ပြောပြတာပါကြားဖြန့်ပြဿနာဆိုရင်ဒီအရင်တုန်းကဒီကြားဖြန့်မြန်မာပြည်ရဲ့နေဆက်ပေါ့နော်ဒီဒီမြောက်ဝီနေဆက်ဖြစ်တဲ့ဒီ KK ဘတ်တို့ဘာလို့ညာလို့ပေါ့နော်ဒီချူကုတ်ကိုလိုဘက်ကိုဒီလူတွေသွင်းတယ်ဆိုတာကျွန်တော်တို့မြန်မာပြည်ကလာတာမဟုတ်ဘူးမြန်မာပြည်ကဟိုလေးစိတ်ရန်ကုန်လေးစိတ်ကနေပြီးအပြည်ဆိုင်လေးစိတ်ကနေလာကြတာပေါ့ခိုင်းလေးစိတ်ကနေပြီးတော့လာကြတာအဲဒီလူသားနဲ့ဗီဇာပေးပြီးတော့သူတို့နိုင်ငံတွေကဖြတ်ပြီးတော့ ဒီမြန်မာနေဆက်ထဲကိုမြန်မာနိုင်ငံလေးကိုခိုးဝင်ပြီးတွင်းခဲ့သူတို့အများကြီးတွင်းခဲ့တာလူယာနဲ့ချီပြီးထောင်နဲ့ချီပြီးတွင်းထားခဲ့သူတို့လက်တယ်ပေါ့ဗျာတကယ်တမ်းပြောရရင်ဒါပြင်အဲ့ဒီနေရာတွေကိုပြီးပေးထားတာဘယ်လိုပေးတာအင်တာနက်တွေပြီးထားတာဘယ်လိုပေးထားတာအင်တာနက်လိုင်းတွေသူတို့ပြီးထားတာလေအရင်တော့အခုလိုပြဿနာတွေဖြစ်တော့မှသူတို့မဆိုင်ဘူးသူတို့မပါဘူးဆိုပြီးအခုလိုလုပ်ကြတာဆိုတော့အခုလိုအမေရိကန်မှာထပ်ပြီးတော့ဒီကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးဝင်လာတဲ့အခါကျတော့သူတို့မပါပါဘူးဆိုသူတို့လူလေလုတ်ခဲ့ကြတာဆိုတော့ ဲ့ဒါအခုမှမဟုတ်ဘူးတော့ဒုတိယကမ္ဘာစစ်တုန်းကလည်းဒီလိုပဲသူတို့ကရိုးရားတွေပေါ့နော်အခုတော့ time ပေါ့ဗျာသူတို့ကဒီဒီနေရာဟာသူတို့ကဒီရခိုင်စုံအနေနဲ့သတ်မှတ်ပြီးတော့ပြင်သစ်ကလာမလားလာရတယ်အင်္ဂလိပ်ကလာပြီးရှင်းချမလားလာရတယ်သူကအကုန်လက်ခံတယ်မြန်မာဟိုကျောင်းအောင်ဆန်းတို့အဖွဲ့တုန်းကလည်းဒီဟိုဖြက်လာတုန်းကလည်းရိုးရားမှာတော့လမောင်းကိုသွေးသလမောင်းမှာသွေးဖောက်ပြီးသစ္စာကြီးတောက်ခဲကြတာဘာညာဆိုရိုးရားနေဆိုမှဖြစ်ခဲ့ကြတာလीအဲ့တော့သူကအကုန်လက်ခံတယ်သူကစစ်သူတို့နိုင်ငံမနိုင်ပြီးတော့ သူကအဲ့ဒါမျိုးလူတွေကြတော့ဗောဗျာစစ်ပွဲကိုရှောင်သူကအဲ့လိုဂျားမာဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့အချိန်တော့သူတို့ရအောင်ရှောင်ခဲ့တာဆိုတော့ကျွန်တော်တို့နိုင်ငံဒီရောတခြားနိုင်ငံတွေကိုသူကလက်သိထိုးပြီးတော့သူအကျိုးစီးပွားတွေပဲသူလုပ်ခဲ့တာညားတယ်အခုတော့ကျွန်တော်တို့နိုင်ငံကစစ်ပြေးဒုက္ခတွေဒီမြန်မာစစ်ပြေးဒုက္ခတွေတွေလည်းသူကအမျိုးမျိုးအနိုင်ကျင့်လာရှိတယ်ဆိုတော့အခုလည်းသူတို့ပြန်ပြီးဝင်လေတယ်လို့ကျွန်တော်ကပြောခြင်းတယ်ထိုင်းစစ်ပြေးဒုက္ခတွေဒီကမ္ဘောဒီးယားဘက်ကထိုင်းစစ်ပြေးဒုက္ခတွေဒီအများပြားသူပြန်လက်ခံနေရတယ်ဘောပြီးရှိတယ်ဆိုတော့ဒါကကျွန်တော်တို့စက်ကြည့်အောင်မယ်သဘောဖြစ်ပါ ဲ့တော့စစ်ပွဲအခြေအနေကတော့ဆက်ပြီးတော့တိတ်နည်းနည်းတော့ဖြစ်ကြအောင်မထင်နဲ့ဒါဒါနဲ့ပတ်သက်ပြီးကျွန်တော်နောက်ပိုင်းရက်တွေမှာတင်ပြပေးပါဦးမယ်ကျွန်တော် channel လေးကြာရင်လည်း subscribe ပေးပြီးနောက်ကြည့်လို့ရအောင်ဒူတီခေါင်းလုံးလေးနှိပ်ထားပေးပါဦးခင်ဗျာအားလုံးကြက်ပါပြီးရန်သူမျိုးကားပတ်အန်ဒီကဒီဝေးကြပါပြီခင်ဗျာ